老瓦什。 အပတ်စတင်ဆက်ပေးနေကြဖြစ်တဲ့ DVS Smart Life Season လေးကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီ season လေးကဆိုရင်တော့ဒါလူငယ်တွေအတွက်အပတ်စင်တိုင်းကိုဒါပညာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒါ scholarship နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို sharing လုပ်ပေးနေရတဲ့ကဏ္ဍလေးပဲဖြစ်ပါတယ်။ဆိုတော့ဒီတစ်ပတ်မှာဆိုလို့ရှိရင်ဒါ Ireland နိုင်ငံရဲ့အကြီးဆုံးအကြီးဆုံးအကြောင်းလေးဖြစ်တဲ့ဒါနာမည်အကြီးဆုံးထိပ်တန်းတက္ကသိုလ်တစ်ခုလည်းဖြစ်တယ်။ဆိုတော့ဒီတက္ကသိုလ်မှာပညာသင်ကြားနေတဲ့ညီမလေး Indra GPU ကိုဖိတ်ခေါ်ထားပါတယ်။အာညီမလေးကဆိုလို့ရှိရင်အခုဒီတက္ကသိုလ်မှာဒီအာဒီ University College ဒပ်ဘလင်ပေါ့နော်ဒီမှာဆိုရင်ညီမလေးက master rank ကိုတက်ရောက်နေတယ် scholarship နဲ့တက်ရောက်နေတူတူဖြစ်တယ်ပြီးတော့သူကအရှိမဆိုလို့ရှင့်လဲ bachelor rank ကိုသူကထမဆက် university မှာ scholarship နဲ့ပဲတက်ရောက်ခဲ့တူတူဖြစ်တဲ့အတွက်ညီမလေးကို scholarship နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအများကြီးမေးမြန်းသွားမှာဖြစ်ပါတယ်ဆိုတော့ညီမလေးမင်္ဂလာပါဟုတ်မင်္ဂလာပါမဟုတ်ကဲ့ပါအရင်ဆုံးကိုယ့်ကိုမိတ်ဆက်ပေးပါအောင်နော်ဟုတ်အာညီမနဲ့မေကအင်္ဂလန်ပြည်ပါရှင်အာအခုလက်ရှိတော့ညီမ အမပြောသားသလိုပဲပေါ့နော်အာလန်နိုင်ငံမှာရှိရဲ University College Dublin မှာအာ Masters in Education ကိုတက်ရောက်နေတာဖြစ်ပါတယ်အာညီမဒီကိုမလာခင်တုန်းကတော့ထိုင်းနိုင်ငံသမဆက် University မှာအာ Bachelor in Business English ကိုတက်ရောက်ခဲ့ပါတယ်ရှင့်ဟုတ်ဟုတ်ကဲ့ပါဆိုတော့လက်ရှိကိုအခုတက်ရောက်နေတဲ့ဒီအိုင်ယာလန်နိုင်ငံရဲ့ဒါ ranking အကောင်းဆုံးအကြောင်းလို့လည်းပြောလို့ရရယ်เนาะ top 1 university တခုဖြစ်တယ်ဆိုတော့ဒီမှာကြောင်းတက်နေတဲ့အတွေ့အကြုံလေးပေါ့เนาะပြီးတော့အကြောင်းကိုလည်းရွေးချယ်ဖြစ်ခဲ့ပုံလေးကိုလည်းပြောပြပေးပါဦးညီမလေး ဟုတ်အအရင်ဆုံးဒီအလန်နိုင်ငံကိုရွေးချယ်ပြခဲ့တာကတော့အညီမဒီ bachelor မှာပေါ့နော် second year လောက်မှာခဲကဒီ masters နဲ့ပတ်သက်ပြီးတော့ပြန်နိုင်ငံတွေကိုသွားကျင်လဲဆိုပြီးတော့ညီမ research နည်းနည်းလုပ်ပူရရှိရပေါ့နော်ဆိုရဲအခါကျတော့အဲ့ဒီချိန်တည်းကညီမအရင်တည်းကပေါ့ဒီ EU ဘက်ကိုသွားမယ်လို့စဉ်းစားထားတာရှိရရှင်ဟုတ်ဆိုတော့ဒီမှာက master ကဒီမှာဆိုလို့ရှိရင်တစ်နှစ်ပေါ့နော် one year program နေများတယ် အဲဆိုတော့ညီမကဒီနိုင်ငံတွေတည်းကနေမှာအိုင်ယာလန်နိုင်ငံကတော့အဲနောက် language တစ်ခုပေါ့နော် third language တစ်ခုလည်းထပ်ပြီးတော့သင်စရာမလိုတဲ့နိုင်ငံဖြစ်တယ်အဲပြီးတော့ဒီ part time opportunities တွေလည်းရှိတယ်ပြီးတော့ဒီအကြောင်းတွေရမှာမှာညီမကအာဒီ university college dublin ကိုအဓိကကြီးဖြစ်တာကတော့ညီမသွားခြင်းနဲ့ဒီ masters in education ရှိနေတဲ့အပြင်ကို scholarship opportunity လည်းရှိနေတဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့ဒီကိုအဓိကအရွေးဖြစ်တာပေါ့ဟုတ်ကဲ့မှာဟုတ်ကဲ့ပါဆိုတော့ညီမလေးအခုလက်ရှိရထားတဲ့ scholarship ကဒါ Global ASLM scholarship เนาะဆိုတော့ scholarship တွေရောသူတို့ဒီအကြောင်းအနေပေးတဲ့ scholarship ပေါ့เนาะဒါတွေရောအဲတခြားရောဘယ်လိုမျိုးစားတွေရှိလဲညီမလေးအခုရထားတဲ့ scholarship အနေနဲ့ဆိုလို့ရှိရင်ရောဒီ scholarship အကြောင်းလေး sharing လုပ်ပေးပါဦးညီမလေး ဟုတ်ကဲ့ရှင်ဟုတ်ဆိုတော့ညီမဒီအကြောင်းကိုမလျှောက်ခင်ပါဘောเนาะကျောင်းကပေးရဲ scholarship ကဘာရင်းရှိမလဲဆိုပြီးညီမရှာကြည့်ခဲ့ရှင်ဟုတ်ရှာကြည့်ရဲ့အခါမှာအာညီမတို့ဒီနိုင်ငံအလိုက်ပေးတာမျိုးကြီးရှိတယ်နောက်တစ်ခုကကျတော့ region အလိုက်ပေးတာမျိုးကြီးရှိတယ်ပေါ့เนาะအာဒီ island မှာဆိုလို့ရှိရင်တော့အဓိကကသူ government scholarship လည်းရှိရဲ့ရှင်ဒါကတော့ဒီသူတို့အစိုးရကနေပေးရဲ scholarship ပေါ့နော်ပြီးတော့ကျောင်းတွေအလိုက်ပေးရဲ scholarship ရှိရဲ့အဲ အဲ့ထဲမှာမှညီမအခုရထားတဲ့ Global Excellence Scholarship ကကြတော့သူကဒီတက္ကသိုလ်လုံးမှရှိတဲ့ကျောင်းသားတွေကိုအဲ PD scholarship ပေါ့နော်ဆိုတော့အခြား scholarship အမျိုးအစားကြီးလည်းရှိတယ်ဒါပေမဲ့ညီမတို့ဒီမြန်မာနိုင်ငံကနေပြီးရရှောက်မဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီ Global Excellence Scholarship ကတော့အဲသူက50%နဲ့100%ဆိုပြီးရရှိရပေါ့နော်ဆိုတော့ဒီဟာကတော့ပို့ပြီးတော့တင့်တော် scholarship ဖြစ်မယ်ပေါ့ဟုတ် ်ဟုတ်ကဲ့ပါဆိုတော့ဒီ scholarship ရောက်ဖို့အတွက်ကျောင်းဝင်ခွင့်ရဖို့အတွက်ညီမလေးဘယ်လိုတွေပြင်ဆင်ခဲ့ရလဲအချိန်တွေဘယ်လောက်ကြာကြာယူခဲ့ရလဲလိုအပ်ချက်တွေရောဘာတွေဖြစ်မလဲညီမလေးဟုတ်ကဲ့အဲ့ဒါကတော့ညီမတို့ကဒီ scholarship ကိုရှောက်ဖို့ဆိုရင်အရင်ဆုံး admission ရဖို့လိုရပေါ့နော်ဆိုတဲ့အခါကျတော့ညီမရှောက်ချင်တဲ့ဒီ school of education အောက်မှာမှဒီ masters in education ပေါ့ ဆိုတော့အဲ Masters in Education တွေလိုအပ်မဲ့ requirements တွေညီမအရင်ဆုံး research လုပ်တယ်ပေါ့နော်ဆိုတော့အခါကျတော့ तू ကအခြားကျောင်းတွေလျှောက်သလိုပုံစံမှာပဲအခြား scholarship တွေလျှောက်သလိုမျိုးပဲပေါ့နော်ညီမတို့ personal statement ရတာရှိမယ်နောက်တစ်ခါဒီ English language requirements တွေရှိရအဲနောက်တစ်ခုကကျတော့ညီမတို့ဒီ bachelor မှာ ီးခဲ့တဲ့ဒီ transcripts တွေပြရတာမျိုးတွေနောက်အခြား achievements တွေပြရတာမျိုးပေါ့နော်အဓိကတော့ admission ကိုအရင်ရှောက်ရမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ admission အတွက်လိုအပ်မဲ့ requirements တွေကိုအဲ data research လုပ်ပြီးရရှောက်ခဲ့ရှင့်အဲ application ကတော့သူကအဲ admission ကိုအရင်ရှောက်ရဖြစ်တဲ့အတွက်ကြောင့်ညီမတို့ scholarship မတိုင်ခင်မှာဒီ admission ကိုရထားမယ်ဆိုလို့ရှိရင် scholarship ကိုအမိရှောက်နိုင်တယ်ပေါ့နော် ဆိုတော့ညီမကြိုပြီးတော့ပြင်ဆင်ခဲ့တယ်အဓိကကတော့ဟိုညီမမှာအခြား requirements တွေကရှိပြီးသားဖြစ်တဲ့အတွက်ပေါ့နော်အအဓိကညီမ English language requirement တော့ကညီမ Duolingo test ကိုဖြည့်ခဲ့ရှင်ပြီးတော့တော့ personal statement ရေးဖို့အတွက်ကတော့ညီမတေချာလေး INS scholarship တေချာသလိုပဲပေါ့နော်တေချာလေးစဉ်းစားပြီးတော့ဘယ် direction နဲ့သွားခြင်းလဲဘယ်လို approach လုပ်မလဲဒါလေးတွေးပြီးတော့တေချာပြင်ခဲ့ပေါ့ဟုတ် ဟုတ်ကဲ့ပါကြာဘူးတလောက်ကတော့ဒီအခုညီမလေးခုတက်နေရဲ့ဒီ Dublin တက်ကတူပေါ့နော်ဒီတက်ကတူကဆိုလို့ရှိရင်ဒါ international student တွေကိုလည်း sporting system ကောင်းကောင်းပေးတယ်လို့ကြားတယ်ဆိုတော့ဒါတွေနဲ့ပတ်သက်ပြီးတော့ညီမလေးပါတွေပြောပြချင်လဲအဲ့ဒါနဲ့ပတ်သက်ပြီးပြောပြရမယ်ဆိုလို့ရှိရင်တော့ညီမဒီကိုရောက်ကစားမှဟိုတတိထားမိရဲ့အချက်ကညီမတို့ကျောင်းကတော်တော်လေး diverse ဖြစ်တယ်ပေါ့နော်အဲညီမတို့ အခန်းထဲမှာဆိုလို့ရှိရင်လည်းဒီ class ထဲမှာဆိုရင်လည်းလာတဲ့ကျောင်းသားတွေကဟိုနိုင်ငံတော်တော်များများနေပြီးတော့အဲလာတဲ့ကျောင်းသားတွေဖြစ်တယ်နိုင်ငံတော်တော်စုံနေ background တော်တော်စုံနေကျောင်းသားတွေဖြစ်တယ်ပေါ့ဆိုတဲ့အခါကျတော့သူတို့ scholarship ပေးတဲ့အခါမှာရော နောက်တစ်ခါဒီ students တွေပေါ့နော်ဒီ support လုပ်တဲ့အခါမှာရောအဲတီချာလေးတို့ရွှေ့ပြီးတော့ဟို admission တော့ဖြစ်ထားရေပေါ့เนาะပြီးထားရေဆိုတော့ညီမတွေ့ရတယ်အဲနောက်တစ်ခုကကြတော့အဲ ဒီမှာညီမအဓိကပြောချင်တဲ့ချက်ကညီမတို့အဓိကသုံးတဲ့ language ကတော့ English ဖြစ်တဲ့အတွက်ကြောင့် language barrier ကဟိုဒါ English ကိုသေချာလေးအသုံးနိုင်နေ communicate လုပ်နိုင်နေသူဆိုလို့ရှင်တော့ language barrier မရှိဘူးပေါ့နော်အမရှိတဲ့အတွက်ကြောင့်ညီမတို့ပို့ပြီးတော့ចောင်းသားတွေကအ facilities တွေတော်တော်များများတော့သေချာသုံးနိုင်နေနောက်ဒီ activities တော်တော်များများမှာပါဝင်နိုင်နေအဆိုတော့ညီမ အခုလက်ရှိထိပေါ့နော်တန်နေရင်နလားကျော်ဝင်းချင်မှတည်ရတလောက်ကတော့အဲသူတို့ကဟို infrastructure အပိုင်းနေရောနောက်တစ်ခါဒီအဲကျောင်းသားတွေအတွက်ဆိုလို့ရှိရင် mental health အပိုင်းနေရအစားပေါ့နော်တေချာ support လောက်တာကိုတွေ့ရတယ်ပေါ့နော်ကျောင်းအနေနဲ့ပြောရမယ်ဆိုရင် တော့ဟုတ် ဟုတ်ကဲ့ပါဆိုတော့ညီမလေးကဒီမတိုင်ခင်မှာဒါ Thammasat University မှာ Bachelor ပြီးခဲ့ရနော်အခုလက်ရှိက Master တန်းတက်နေရဆိုတော့ညီမလေး Bachelor တက်ခဲ့စဉ်ကာလလေးကိုလည်းနည်းနည်းလေးပြန်ပြီးတော့มาသွားကြည့်မယ်နော်ဆိုတော့ဒီ Thammasat University မှာလည်းကိုရန်ကဒါ Scholarship နဲ့ပဲရခဲ့တာဆိုတော့အဲ့ဒီအကြောင်းလေးလည်းနည်းနည်းပြပြပေးပါအောင်ညီမလေးအဲဒီ Thammasat University မှာ Scholarship နဲ့အကြောင်းဝင်ခွင့်ရဖို့အတွက်ကိုဘာတွေပြင်ဆင်ခဲ့ရသည်လဲ ဟုတ်ကဲ့အညီမတမဆက် University မှာ Bachelor အတွက် scholarship ရဖို့က2022တုန်းကညီမရခဲ့တာပေါ့နော်ဆိုတော့အဲ့ဒီတုန်းကပြင်ဆင်ပုံနဲ့အခုပြင်ဆင်ပုံတွေကလည်းအရင်တော့မကွာဘူးပေါ့နော်ဆိုတော့အဲ့ဒီတုန်းကကျတော့ညီမက business english ကိုတက်ခဲ့ရရှင်ဟုတ်ဆိုတော့အဒီအဓိကတော့အဲ့ဒီတုန်းကညီမ interview အတွက်နည်းနည်းပြင်ဆင်ခဲ့ရတယ်ပေါ့နော်ညီမအတွက်က အညီမကအရင်တုန်းကဒီရန်ကုန်တက္ကသိုလ်ကိုအင်္ဂလိပ်စာကနေပြီးတော့ transfer လုပ်လာတဲ့သူဖြစ်တဲ့အတွက်ကြောင့် business english ကိုညီမအရင်တုန်းကဒီ elective ဒီမှာတော့သင်ကြားပူရဲကိုသင်ယူပူရဲပေါ့နော်။ဒါပေမဲ့တကယ်တကယ် interview လုပ်တဲ့အခါမှာတော့ညီမတို့ဒီဌာနကပေါ့နော်။အာမိတယ်မိကုန်နေညီမသေချာဖြေနိုင်အောင်နည်းနည်း prepare လုပ်ခဲ့ရလေးရှိရရှင်။ဆိုတော့ကျန်တဲ့ဒီ personal statement အပိုင်းနေနောက်တစ်ခါအ English language requirements တွေကတော့အရင်မကွာခြားဘူးပေါ့နော် scholarship တွေမဟုတ်ရှာ high scholarship တွေနဲ့တော့ပေါ့နော်ဒီမှာ interview တော့ပုံမှန်ပြင်ဆင်ခဲ့ရတာလေးရှိရဲ့အဲအဓိကတော့ညီမဒီကျောင်းရဲ့ဒီထား program ရဲ့အဲဒီ handle ကိုတိကျဖတ်တယ်ပေါ့နော်တိကျဖတ်ပြီးတော့သူတို့စီက uh requirements တွေကိုဒီစားနားလည်အောင်လုပ်တယ်ပြီးတော့အာနောက်တစ်ခုကဒီ interview အတွက်ဘာမီးနိုင်လဲပေါ့အဲ့ဒီမှာပါတယ်မှာမိကုန်းလေးထုတ်ချရမျိုးပြင်ပြည့်ချရမျိုးပြင်ဆင်ချရမျိုးလေးလိုကေရှင်ဟုတ်ဒီကတော့အဲ့ဒီဆက်လေးပြင်မယ်တဲ့ဟုတ် ဟုတ်ကဲ့ပါဆိုတော့ဒါကိုကအခုဆိုလို့ရှိရင်လက်ရှိမှာဒါဒီထိုင်းလန်ရဲ့ဒီပညာရေးစနစ်နဲ့ဒီအိုင်ယာလန်ရဲ့ပညာဒီပညာသင်ကြားရေးစနစ်ပေါ့နော်ဒီဟာတွေရဲ့ကွာခြားမှုရောညီမလေးအခုလက်ရှိလဲကြောင်းတက်နေတာကာလာလေးအနေငယ်ရောက်ပြီဆိုတော့ဘလို့လေးမြင်လဲဘာတွေကွာခြားမှုရှိလဲအပြင်ကျောင်းဝင်ခွင့်ရဖို့အတွက်မှာရောဟိုကိုဒီစူးစမ်းခဲ့ရပုံပြင်ဆင်ခဲ့ရပုံလေးတွေမှာရောဘာတွေကွာခြားမှုရှိလဲနောက်ထပ်ဒီကြောင်းတက်မဲ့လူတွေအတွက်ဆိုလို့ရှိရင်ရောသူတို့အတွက်ကိုဘာလေးတွေသတိထားတဲ့နေစင်ကျင်တဲ့နေဆိုတာမျိုးလေးပေါ့နော်ဒါလေးပြောပါအာညီမအခုလက်ရှိပေါ့ ါ့နော်ဒီနှစ်လကျော်လောက်ဒီအာလမ်မှာတက်ပြီးရဲ့အချိန်မှာတတိထားမိရဲ့အချက်ကတော့ညီမတို့အတန်းထဲမှာဒီအဓိကတတိထားမိရဲ့အချက်ကတော့နှစ်ချက်ရှိရပါတော့အပထမတစ်ခုကတော့ဒီ language barrier ဖြစ်မယ်ထင်တယ်အထိုင်းနိုင်ငံမှာသမဆက်မှာတော့ကကြတော့ညီမတက်ခဲ့တာကလည်း international program ဖြစ်တယ်ဒါပေမဲ့ညီမတို့ဟို international students တွေကပြောရမယ်ဆိုလို့ရှိရင်တော်တော်လေးနည်းနေသေးတယ်ပေါ့နော် အာနည်းနေတယ်လာတဲ့ကျောင်းသားတွေရဲ့ background တွေလာတဲ့နိုင်ငံတွေက diverse အရင်မဖြစ်တဲ့အတွက်ကြောင့်အဓိကကတော့ထိုင်းအကျောင်းသားတွေကအများစုဖြစ်တယ်ပေါ့နော်အခန်းထဲမှာဆိုလို့ရှိရင်60ရာခိုင်နှုန်းကျော်ကျော်လောက်ကအဲဆိုတဲ့အခါကျတော့ညီမတို့ဒီ language barrier လေးရှိတယ်ဥပမာညီမတို့ group work တွေလုပ်ရတဲ့အခါမျိုး class discussion တွေလုပ်တဲ့အခါမျိုးကြာလို့ရှိရင်အဲဒါညီမတို့ထိုင်းစကားမတတ်တဲ့သူတွေအနေနဲ့ကြာတော့နည်းနည်းလေးအာ ဟို communicate လုပ်ဖို့နည်းနည်းလေးခက်တယ်ပေါ့နော်။ဘာဖြစ်ဆိုတော့အဓိကကတော့တို့ကထိုင်းနိုင်ငံမှာအဖြစ်တဲ့ထိုင်းနိုင်ငံတက္ကသိုလ်ကထိုင်းကျောင်းသားတွေဖြစ်တဲ့အတွက်ကြောင့်တို့ရဲ့ first language နဲ့ discuss လုပ်ကြတာလေးတွေများတယ်ပေါ့နော်။အများသောအားဖြင့်ပေါ့လေ။ဆိုတော့အဲ့ဒါလေးတခုညီမတွေ့ရတယ်။ Now ဒီဘက်မှာကျတော့ညီမတို့အဓိကကသုံးတာက English ဖြစ်တဲ့အတွက်ကြောင့်အဲ့အဲ့ဒီ barrier ကတော့အများကြီးမရှိဘူးပေါ့နော်။ ညီမတယောက်တည်းအနေနဲ့ပြောရမယ်ဆိုရင်တော့ပို့ပြီးတော့ discuss လုပ်နိုင်တယ်အဲပို့ပြီးတော့ participate လုပ်နိုင်တယ်ပေါ့နော်အဲ့ဒီအချက်ကလေးတစ်ချက်ရှိမယ်အဲဒုတိယတစ်ချက်ကကြတော့ညီမတို့ဒီဒီ class participation အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်လည်းညီမတို့အဲဒီ bachelor မှာတော့ငါဆိုလို့ရှိရင်အရင်ကြီးညီမတို့ဒီ participate အဲမလုပ်ကြဘူးပေါ့နော်ဒါကညီမပုံမှန်လေးနဲ့ပြောရမယ်ဆိုလို့ရှိရင် ဆိုတော့ညီမတို့ပုံမှန်သွားတဲ့ပုံစံက lecture ပုံစံသွားတယ်အဲ့ဒါကိုမှ discuss လုပ်ကြတယ်အနေငယ်ဒီလောက်ပဲသွားတယ်ပေါ့အဒီဘက်မှာကတော့ masters ဖြစ်သွားတာလည်းပါမယ်ပေါ့နော် masters ဖြစ်သွားတာလည်းပါမယ်ညီမတို့ပို့ပြီးတော့ discuss လုပ်ကြတယ် activities တွေပို့ပြီးတော့အဓိကဖြစ်အတန်းနဲ့ discussion တွေမှာပို့ပြီးတော့ participate လုပ်ကြတယ်ဟိုပို့ပြီးတော့ initiative ဖြစ်တယ်လို့ညီမထင်တယ်ပေါ့နော်ဆိုတော့အဓိကကွာခြားချက်ကတော့အဲ့ဒီနှစ်ခုဖြစ်မယ်ထင်တယ် ဆိုတော့ကြောင်လျှောက်တဲ့အခါမှာဘာလေးကွာချသွားလဲဆိုလို့ရှိရင်တော့ညီမအနေနဲ့ကတော့အာဘက်ချလာမှာတော့ကကြတော့အမှန်တိုင်းပြောရလို့ရှိရင်ညီမဒီ scholarship ကိုပထမဆုံးရှောက်ပူတာလည်းဖြစ်တဲ့အတွက်ကြောင့်အာဒါအရင်ညီမတယောက်တည်းအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ organize မဖြစ်ခဲ့ဘူးပေါ့နော်ဆိုတဲ့အခါကျတော့ဟိုအရင် strategic မဖြစ်ဘဲနဲ့အာ ဟိုဘက်ကနေပြီးတော့ညီမကိုပြန်ပြီး reply လုပ်တဲ့ဟာကိုပဲညီမဘက်ကနေပြီးတော့ဗာလေးလုံမလဲထက်ထက်ပြီးတော့ဖြည့်သွားတာမျိုးပဲရှိရပေါ့အဲဒုတိယတစ်ချိန် department masters မှာလျှောက်တဲ့အခါကျတော့ညီမအတွေ့အကြုံတွေရှိမှတစ်ခေါက်ရှိပူပြီးသားဖြစ်တဲ့အတွက်ကြောင့်အအချိန်တည်ချာလေးဆွဲတယ်ပေါ့နော်အ scholarship မလျှောက်ခဲ့ admission လဲရမှာဖြစ်တဲ့အတွက်ကြောင့်ဒီ admission ရဖို့အတွက်ကိုအဗာလေးလုံမလဲအအချိန်ဘယ်လောက်ယူပြီးတော့ဘယ်လိုမျိုးလေးပြင်သင့်လဲပေါ့နော် အဲ့မျိုးလေးတွေကပို့ပြီးတော့စနစ်တကျဖြစ်သွားတာဟိုဒီမှာသတိထားမိရပေါ့ဟုတ်ဟုတ်ကဲ့ပါဆိုတော့ကိုကလည်းဒါခုဒါ master တန်းလက်ရှိမှာတက်ရောက်နေတယ်။ဒါအရင်ကလည်းဒီ bachelor ကိုထိုင်းနိုင်ငံရဲ့အကောင်းဆုံးတက္ကသိုလ်နော်ဒီ Thammasat University ဆိုတာလည်းဒါထိုင်းနိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ်တွေမှာတစ်ခုပါဝင်ဖြစ်တယ်။လက်ရှိမှာလည်းဒါဒီ Ireland ရဲ့ထိပ်တန်းတက္ကသိုလ်တွေမှာပါတဲ့ဒါကျောင်းမှာတက်နေတဲ့ကျောင်းသူတယောက်ဖြစ်တယ်။ဆိုတော့ဒါကကိုကတော့ဒါ ဘတ်ချလာပြီးရတဲ့အချိန်မှာမာစတာနဲ့ဆက်တက်တဲ့လူမျိုးလို့ပေါ့လေတချို့ဘတ်ချလာပြီးရတဲ့အချိန်မှာဒါလုပ်ငန်းခွင့်ဝင်မဲ့လူတွေအတွက်ဆိုလို့ရှိရင်အကြောင်းအနေနဲ့ဘလို့တွေဒီ work placement နေအဲနောက်ပြီးပါလို့ရှိရင်ဒီ career opportunity တွေအတွက်ကိုအကြောင်းနေရဲ့ support တဲ့လုတ်ပေးမှုပေါ့နော်ဒါတွေရောဒီအကြောင်းနှစ်ကြောင်းမှာဆိုလို့ရှိရင်ရောသူတို့တွေဘာတွေလုတ်ပေးလဲဘာတွေအားသာချက်တွေရှိလဲ 음အဲ့လိုမျိုးရမချီရမယ်ဆိုလို့ရှိရင်တော့နှစ်ခုလုံးမှာတော့သူဟာနဲ့သူဟိုဒေတာလေး support လုပ်ပေးတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီ Thomas Sap မှာတော့ငါဒီထိုင်းနိုင်ငံတက်သူမှာဆိုလို့ရှိရင်တော့ညီမတို့ career fair တွေတော်တော်လေးများတယ်ပေါ့နော် career fair ရှိရဲနောက်တစ်ခုကကြတော့ညီမတို့ညီမတက်ခဲ့တဲ့ program ကဒါ business english ဖြစ်တဲ့အတွက်ကြောင့်ညီမဒီ program ကဒီဆရာဆရာမတွေပေါ့နော်အဓိကအဖြစ်သူတို့ကအဲညီမတို့ပို့ဒီလိုမျိုး guest speaker တွေ ပေါ့နော်အဓိကညီမတို့တွားခြင်းနဲ့ bear guest speaker တွေခေါ်ပြီးတော့အာသူတို့နဲ့စကားပြောခွင့်ပေးတာတွေသူတို့ experience share လုပ်တာကိုတေချာနားထောင်မှုသူတို့နဲ့တေချာ interact လုပ်ပေးဖို့ပေါ့နော်အဲ့လိုမျိုးညီမအဲတွေ့ခဲ့ရတယ်ပြီးတော့ညီမတို့ဒီနှစ်ခုလုံးမှာက internship ရှိရပေါ့နော်ဆိုတော့ internship ကညီမတို့ဒီဘွဲရဖို့ requirements တွေရမှာပါတယ်ဆိုညီမတို့ဒါကိုကောင်းတဲ့အချက်တစ်ခုလုံးမြင်တယ်ပေါ့နော်ဆိုတော့အာ တမဆက်မှာတော့ဆိုရင်လည်းညီမဒီ internship ကိုညီမ Thai Bath မှာလုပ်ခဲ့တယ်ပေါ့နော် Thai Beverage ဒီ company တခုမှာလုပ်ခဲ့တယ်။ဆိုတော့အဲ့ဒီကိုသွားဖို့တို့ကညီမတို့ကိုဒီဥမာညီမတို့ resume တွေဘယ်လိုပြင်မလဲ။နောက်တစ်ခါညီမတို့ interview တွေတကယ်လို့ရှိလာပြီဆိုလို့ရှိရင်ဘယ်လိုမျိုးပြင်မလဲစသဖြင့်အဲ့လို workshop တွေတရားအစအတီချာလုပ်ပေးတာညီမတွေ့ရတယ်။အဲဒီဘက်မှာကတော့ညီမဒါအကြောင်းစတဲ့ကစားမှုလို့လည်းဖြစ်သေးရပါတော့ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့အများကြီးတော့ညီမအဲ မတွေ့ရသေးပေမဲ့ညီမတို့ဒီဘက်မှာဆိုလို့ရှိရင်လည်း University College Dublin ရဲ့ Career Network ဆိုပြီးတော့သူကအတီတန် office နဲ့ဟိုရှိတယ်ပေါ့အဲ့လိုမျိုးညီမတို့အကျောင်းသားတွေတယောက်ချင်းစီတွားပြီးတော့ consult လုပ်လို့ရတယ်အဲ channel ချက်တွေကတော့ တူတူပဲပေါ့နော် career fair ရှိရယ် workshop ရှိရယ်ညတော့အဲညီမမတူတဲ့ချက်ဆိုရင်တော့အဲ့ဒီချက်လေးတခုရှိမယ်ထင်တယ်တယောက်ချင်းစီတွားပြီးရော consult လုပ်လို့ရတယ်အဲကိုရဲ့ဒီ alumni တွေပေါ့နော် ရှေးမှာပြီးသွားတဲ့သူတွေဒီ program ကိုတက်ပြီးရောအလုပ်လုပ်ငန်းဝင်ဝင်တဲ့သူတွေအဲ net တိုင်းရဲစကားပြောလို့ရတာမျိုးသူတို့ချိတ်ဆက်ပေးတာမျိုးအဲ့ဒါလေးညီမတွေ့ရတယ်ပေါ့နော် ဟုတ်ကဲ့ပါဆိုတော့နောက်ဆုံးမေးခွန်းလေးအနေနဲ့ပေါ့နော်ကိုကလည်းဒါဒါ scholarship ចောင်းသူတယောက်ဖြစ်တယ်ဆိုတော့ scholarship ကလည်းဒါចောင်းသားចောင်းသူတွေအတွက်ဆိုလို့ရှင်ဒါသူတို့တော်တော်များအထူးသဖြင့်ယူစိတ်ဝင်စားတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ဒါ scholarship လျှောက်တဲ့ scholarship တွေဒါဒါ bachelor မှာရောအခု master မှာရော scholarship နဲ့ចောင်းတက်နေចောင်းသူတယောက်ဖြစ်တဲ့အတွက်နောက်ထပ်ဒီဒါကိုစိတ်ဝင်စားတဲ့ចောင်းသားတွေအတွက်ဆိုလို့ရှင်အာဘယ်အရာတွေကိုဥပမာចောင်းအဖြစ်တော်လကောင်းပေါ့နော်ဒါ scholarship ရဲ့ဒါသူဒီသူ scholarship base တွေရောအများကြီးရှိတာပေါ့လေဆိုတော့ ါတွေကိုဘလို့အချက်တွေကိုတတိထားပြီးတော့မှဒါ scholarship လျှောက်တာအကြောင်းလျှောက်တာတွေကိုလောက်ရမယ်ဘလို့အချက်လေးတွေရတော့ဖြင့်ဒါတတိထားအောင်ထားရမယ်ဒါတွေကိုရှောင်ရမယ်ဒါတွေကိုတော့တတိပြုရမယ်ဆိုတာလေးညီမလေးကနောက်ဆုံးအနေနဲ့ဒါ sharing လုပ်ပေးပါအောင်ရှင့် အဲညီမအနေနဲ့ပြောရမယ်ဆိုညီမဒုတိယအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော် scholarship ရောက်တဲ့အခါမှာညီမတို့ research data လေးလုပ်ဖို့လိုတယ်လို့ညီမထင်တယ်ပေါ့နော်အဲညီမသတိထားမိတာကတော့ကျောင်းသားတော်တော်များများကအဲဒီ group day scholarship group day နောက်က page day အနေပြီးတော့ share တဲ့ဒီ scholarship တွေရှိရဲဆိုရဟာမျိုးကိုပဲအဲရှောက်ကြတာမျိုးများတယ်ပေါ့နော်ဆိုတော့လူတိများရဲ့ scholarship တွေကိုများတော့အဖြစ်ရှောက်ကြတယ် အညီမအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကိုသွားခြင်းနဲ့အဒီ program ပေါ့နော်ကိုသွားခြင်းနဲ့ major ကိုကဘယ်လို direction ကိုသွားခြင်းတာနဲ့အရင်ဆုံးကိုကကိုတေချာတည်အောင်လုပ်ပြီးတော့အသွားခြင်းနဲ့ဒီဒီနေပဲမှာဘယ်လိုကြောင်းနေတက်တင်လဲဒါကိုအရင်တေချာရှာတင်နေအဲ့ဒီအရှာထားတဲ့ကြောင်းတွေကနေမှတစင်ဒီကြောင်းတွေမှာကိုနဲ့ကိုင်ညီရဲ့ scholarship တွေရှိလားကြောင်းတွေ website တွေမှာအတေချာရှာတင်နေလို့ထင်တယ်ပေါ့နော် ဆိုတော့အမ်ဒီချိုအဒီ scholarship တွေဆိုရင်ကျောင်းနေရပေးနေပြင်မဲ့အကျောင်းသားတွေကမသိတာမျိုးကြီးလည်းရှိတတ်တယ်ပေါ့ဆိုတဲ့အခါကျတော့အတေချာရှာပြီးတော့တွေ့သွားတဲ့သူကတော့ဒါအတူတူအခွင့်အရေးတစ်ခုရသွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ကိုယ်တိုင် research လေးတေချာလုပ်ဖို့လိုမယ်လို့ထင်တယ်နောက်တစ်ခုကကျတော့ جماعه scholarship ရှောက်မယ်ဆိုလို့ရှိရင်ဒါဟိုတစ်ခုတည်းကိုအချိန်ပေးပြီးရှောက်တာအထက်ပေါ့နော်အဲ တကူတည်းကိုလည်းအချိန်ပေးပြီးရှောက်တင်တယ်လို့ညီမတို့အခြားအခြားကျောင်းတွေကဘာတွေပေးနေလဲဒါမှမဟုတ်ညီမတို့ organization တွေက PA scholarships တွေရှိလားဒီချာရှာပြီးတော့အဲ now deadline နဲ့အညီပေါ့နော်ဒီချာလေးရှာဖို့လိုမယ်လို့ထင်တယ်ညီမတို့ တော်တော်များများပြင်ကြရတာမျိုးကကြတော့ deadline မမီလိုက်တာမျိုးတွေနောက်ကညီမတို့ဒီ recommendation letter တောင်းတဲ့အခါမျိုးမှာအနီနာကမှတောင်းလို့မရလိုက်ဘူးမမီလိုက်ဘူးဆိုတာမျိုးလေးရှိရပေါ့နော်ဆိုတော့ scholarship လျှောက်မယ်ဆိုလို့ရှိရင်ညီမတို့ဟိုဒီ social media မှာတွေ့တဲ့ information တွေကိုလည်းယူပေါ့နော်ဒါပြင်ကိုကနေကိုလည်းတေးချာလျှောက်တင်တယ်တေးချာ prepare လုပ်ပြီးတော့ deadline တွေကိုအမီဘယ်လိုရှောက်မလဲအဲ နောက်တစ်ခါဒီ personal statement ရေးတဲ့အခါမျိုးလေးတွေပေါ့နော်သူတစ်ဖြစ် personal statement ရေးတဲ့အခါမျိုးကြာလို့ရှိရင်ကိုယ့်ရဲ့အာတွားခြင်းနဲ့ direction ကိုတိကျလေးပြောပြဖို့ပေါ့အဲ့ဒီနေရာမှာအာ now requirements တွေကိုအာဘယ်လို requirements တွေရှိလဲဒါတွေကိုအချိန်နဲ့အမီဘယ်လိုမျိုးအာပြအောင်ဖြည့်ထားမလဲပေါ့နော်ဒါမျိုးလေးတွေတိကျတခုချင်းစီပြင်သင့်တယ်လို့ထင်နေရှင်ဟုတ် ဟုတ်ကဲ့ပါအခုလိုမျိုးတွေးကြုံနေရောเนาะ scholarship နဲ့ပတ်သက်တဲ့ knowledge တွေအပြင်ကိုယ့်ရဲ့ဒီဖြတ်သန်းမှုဒီပညာရေးမှာဖြတ်သန်းမှုတွေအားလုံးကိုပြပြပေးရအတွက်ညီမလေးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လဲ TV မှာလိုအပ်တဲ့ဆိုလို့ရှိရင်အားဖြည့်ပေးပါအောင်เนาะ